ရုရှားသမ္မတဗလာဒီမာပူတင်ဟာအစ္စတန်ဘွဲတော်ကာလယာယီအပြစ်ခတ်ရဲစဲကြောင်းကြေညာထားတဲ့အတိုင်းအောင်ရုရှားတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ဆက်လက်တိုက်ခိုက်နေတယ်လို့ယူကရိန်းသမ္မတဗလိုဒီမာဇယ်လန်စကီကဧပြီ20ရက်က ပြောကြားခဲ့ပါတယ်။ပူတင်ရဲ့နာယီ30ကြာယာယီအပြစ်ခတ်ရဲစဲကြောင်းကြေညာမှုဟာသုံးနှစ်ကြာဖြစ်ပွားနေတဲ့ရုရှားယူကရိန်းစစ်ပွဲမှာတည်တာထင်ရှားတဲ့အပြစ်ခတ်ရဲစဲမှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အပြစ်ခတ်ရဲဆဲတဲ့ပူတင်ရဲ့အမိတ်အသက်ဝင်ခဲ့ပြီးတဲ့နောက်နိုင်ပိုင်းအကြမှာပဲယူကရိန်းရဲ့ KF မြို့တော်နဲ့တခြားဒေသတွေမှာနေကြောင်းစင်းနဲ့တိုက်ခိုက်ခံရမှုသတိပေးအော်အော်တန်တွေမြည်ခဲ့ပြီးရုရှားဟာ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်နေတယ်လို့ဇန်လန်စကီကဆွတ်ဆွဲခဲ့ပါတယ်။စစ်မြေပြင်အနှံ့မှာရုရှားတပ်ဖွဲ့တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှု59ကြိမ်တိုက်ခိုက်မှု5ကြိမ်ရှိခဲ့ပါတယ်လို့ဇယ်လန်စကီကယူကရိန်းစစ်အုပ်စုချုပ်အိုလက်ဇန်ဒါဆိုစကီထံကနေ ဒေသစံတော်ချိန်မနက်6:00နာရီမှာရရှိတဲ့သတင်းကိုကိုးကားပြီးလူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။ဧပြီ19ရက်ညတကောင်ကစတင်ရေတွက်ပါက6:00နာရီအတွင်းရုရှားတပ်ဖွဲ့တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှု388ကြိမ်တိုက်ခိုက်မှု19ကြိမ်နဲ့အတူရုရှားရဲ့ဒရုန်းနဲ့အသုံးပြုမှုအကြိမ်ပေါင်း290ရှိခဲ့တယ်လို့ဆိုပါတယ်။အလုံးစုံခြုံငုံပြောကြရမယ်ဆိုပါကအစ္စတာပွဲတော်ကာလမနက်ခင်းမှာရုရှားတပ်ဖွဲ့တွေဟာအပြည့်ခန့်ရဲစဲတဲ့အခြေအနေကိုဖန်တီးဖို့ကြိုးပမ်းနေချိန်မှာတချို့နေရာဒေသတွေမှာတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆော ောင်ပြီးယူကရိန်းနေမျိုးတွေကိုရယူဖို့ကြိုးပမ်းနေတယ်လို့ဇယ်လန်စကီးကပြောကြားခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းကြားအပြစ်ခတ်ရေးဆဲရေးကိုသဘောတူဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အထောက်ကြိုးပမ်းမှုတွေလာနေချီကြာမြင့်ခဲ့ပြီးတဲ့နောက်အစ္စတာပွဲတော်ကာလသတင်းပတ်ကုံမှာတိုက်ခိုက်မှုတွေအလုံးကိုရန်နာဖို့ပူတင်ကအမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဧပြီ16ရက်နေ့ကတော့အင်ဖြူရော်က ရုရှားယူကရိန်းအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရယူရေးမှာတိုးတက်မှုမရှိပါကအမေရိကန်ဟာဆွေးနွေးမှုတွေကနေနှုတ်ထွက်သွားမယ်လို့ထင်ချောက်ခဲ့ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကတော့ပူတင်ရဲ့အပြစ်ခတ်ရဲစဲမှုကိုယူကရိန်းဘက်ကလည်းလိုက်နာမှာဖြစ်ပြီးရုရှားဟာ၎င်းရဲ့ဂတိကဝတ်တွေကိုချိုးဖောက်နေတယ်လို့စွပ်စွဲနေတဲ့အတိုင်းအောင်အပြစ်ခတ်ရဲစဲရေးကိုဧပြီ20ရက်ထက်ကျော်လွန်ပြီးတက်တန်းတိုးဖို့အဆိုပြုခဲ့ပါတယ်။